အပြစ်တွေမှာမကောင်းမှုမှာကံဘယ်နှမျိုးလောက်တတ်မှတ်တလဲတဲ့ရှင်ဂေါတမကျွန်တို့ရဲ့ဆရာကကံလို့တတ်မှတ်တဲ့သဘောမရှိဘူးဒံလို့တတ်မှတ်တဲ့သဘောရှိတယ်တဲ့အဲ့ဒီဒံကိုဘယ်နှမျိုးတတ်မှတ်တလဲသုံးမျိုးတတ်မှတ်ပါလေကာယဒံရယ်ဝစီဒံရယ်မနောဒံရယ်လို့ဒံကိုသုံးမျိုးတတ်မှတ်တယ်ကိုယ်နဲ့အပြစ်ကိုပြုရင်ကာယဒံပေါ့နှုတ်နဲ့အပြစ်တွေပြောရင်ဝစီဒံပေါ့စိတ်နဲ့မကောင်းတာတွေကြံရင်မနောဒံပေါ့ အဲ့ော့မြတ်စွာဘုရားကအဲ့ဒီဓာန်၃ပါးထဲမှာဘယ်ဓာန်ဟာအပြစ်ကြီးဆုံးလို့သတ်မှတ်လဲတဲ့မှန်ပါတဲ့အဲ့ဒီဓာန်၃ပါးထဲမှာကာယဓာန်ကိုအပြစ်အကြီးဆုံးလို့ကျွန်ုပ်တို့ရဲ့ဆရာကြီးကသတ်မှတ်ပါတယ်တဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားက၃ချိန်တိတိမေးတယ်ခိုင်မြဲသွားအောင်လို့ကာယဓာန်ကို အပြစ်ကြီးဆုံးလို့သတ်မှတ်တယ်လို့သင်ပြောလိုက်သလားမှန်မှန်ပြောလိုက်တယ်အဲ့ဒါ၃ချိန်တိုင်တိုင်မေးတယ်မေးပြီးတော့မြတ်စွာဘုရားဒီတိုင်းနေတယ် အဲ့ဒါကိုဒီကတပတ်တေကမြတ်စွာဘုရားနီးတူပဲမြတ်စွာဘုရားကိုပြန်လှန်ပြီးတော့မေခွန်းထုတ်တယ်အရှင်နဲ့အရှင်ရဲ့အဆုံးမမှလည်းပဲမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဘလူမျိုးမြန်သတ်မှတ်တာလားသတ်မှတ်ပါတယ်လေလို့မေးမေးတော့ငါကတော့ဓာန်လို့မသတ်မှတ်ဘူးကံလို့သတ်မှတ်တယ်တဲ့ကံလို့သတ်မှတ်တယ်ဆိုရင်အရှင်ဘုရားတဲ့ကံကိုဘယ်နှမျိုးလောက်သတ်မှတ်လဲကာယနဲ့မကောင်းတာပြုမယ်ဆိုရင်ကာယကံနှုတ်နဲ့ပြောမယ်ဆိုရင် ဝစီကံစိတ်နဲ့ကြံမယ်ဆိုရင်တော့မနောကံလို့ကံ၃မျိုးငါသတ်မှတ်တယ်အဲ့ဒီကံ၃မျိုးမှာလည်းပဲအဘေကံဟာအပြစ်အကြီးဆုံးလို့အရှင်သတ်မှတ်ပါတယ်မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒါကိုလည်းသူကဖျားနေသူ၃ချိန်ပြန်မေးတယ်မနောကံကိုအပြစ်အကြီးဆုံးလို့အရှင်ဂေါရမပြောလိုက်သလားဟုတ်တယ်ငါပြောလိုက်တယ်၃ချိန်မေးတယ် အဲ့ဒါလိုပြောဆိုဆွေးနွေးပြီးတော့ဒီကတပတ်တွေကနေရာကထသွားရောသွားပြီးတော့သူ့ဆရာကြီးရှိတဲ့နေရာရောက်ဆရာကြီးတွေရောက်တော့ပေးသက်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပရိသတ်နာလန္ဒမြို့ရဲ့မြို့မြတ်နဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တွေကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူ့ဆရာကြီးကိုတင်ပြတယ်ရဟန်းဂေါရမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပေစွာ သင်ဟာပြောတဲ့ပြောလိုက်တာကိုပြောခဲ့ပြီတဲ့ယဟန်ကောရမမဟုတ်တာတွေရှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုဒီလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားရွင်ရွင်မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလီတယ်လို့မြတ်စွာဘုရားကိုရှုံးချ အဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာဏိကန္ဒနာတာဗုဒ္ဓဆရာကြီးကိုရှင်ဗျာတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွဆွဲပြီးတော့ဝါဒတွေနဲ့တင်းပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲချင်တယ်အာကောင်မောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သူ့ကလေးတစ်ကောင်ကိုနရွက်ကနေဆွဲပြီးတော့ဖွေရှမ်းလိုက်တဲ့လူမျိုးရှေတိုးနောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒအရင်းအရာမှာတက်တက်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ချင်တယ် ယဟန်ဂေါတမကိုအယူဝါဒရေးရအမှခြားခြားလဲသွားအောင်သူကပြောပြလိုက်ချင်တယ်သူကကြုံဝါတာနော်အဲ့ဒီတော့နိဂရဏန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားရွေးနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုလို့ဒီကတပတ်တီကသဘောမတူအရင်နဲ့ယဟန်ဂေါတမတီကိုဥပါလိတကျသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကို ကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖျားယောင်းနဲ့စိတ်ညှို့အတတ်ပညာကို တတ်တယ်အရှင်ရဲ့အားကိုးရတဲ့တခါတည်းရောက်သူများလက်ထဲပါသွားမှာရှိုးလို့သဘောမတူအဲ့ဒီတော့နေကာရဏတာဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါတမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူးဖြည့်ချင်းဖြည့်ရင်ယဟန်ဂေါတမဒီပင်နဲ့ဥပါဥပါလိတကြွေရဲ့တပည့်ဖြစ်เสียအကြောင်းရှိဂျုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံနေချမ်းရံပြီးတော့မြတ်စွာဘုရားကြီးကိုခြေတက်သွားရောမြတ်စွာဘုရားကြီးရောက်တော့ သူလည်းရှင်မခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှင်မှာတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့ရှင်ဘုရားဒီကားတပတ်တည်နဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိတ်ရှိတော့ရှင်ဘုရားတဲ့ဒီကားတပတ်တည်ပြောတာကောင်းပါပြီစွာဘက်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွတဲ့ ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင်သင်တဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြည့်သစ္စာမှာတီမယ်ဆိုရင်ဆွေးနွေးကြတာပေါ့